နိုင်ငံအလံတွေမှာဘာကြောင့်ခရမ်းရောင်မရှိတာလဲပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နိုင်ငံတစ်နိုင်ငံမှာသူ့ရဲ့သတ်မှတ်ထားတဲ့နိုင်ငံတော်အလံစရာကအင်မတန်မှအရေးကြီးလာပါတယ်ရတော့အပြင်နိုင်ငံတော်ရဲ့အလံဟာနိုင်ငံရဲ့တမိုင်းလှပမှုနဲ့တာယာဝပြောင်းမှုရဲ့ကြာရောက်လို့ပြောလို့ရပါတယ်နိုင်ငံတော်အလံတွေအနေနဲ့ရောင်းဆောင်ရှိပေမဲ့ခရမ်းရောင်အလံကိုတော့ပြည်သက်ကြီးတို့မြင်မှုမှမဟုတ်ပါဘူး တော်တော်များများနိုင်ငံတွေမှာပန်းရောင်လေမွေရောင်တွေရှားပါတဲ့အရောင်တွေရှိတတ်ကြပြီးမဲ့ဘာကြောင့်များခဲရောင်အလံမှာကွက်ပြီးတော့တွေ့ရနေနေရလဲဒါတွေအားလုံးရဲ့အစာကိုပြန်သွားရင်နော်မူလအစာအရောင်တွေပေါ်လာတဲ့အချိန်ကနေစရပါလိမ့်မယ်လုံးရတဲ့နှစ်လေးတောင်ကျော်ဆိုတဲ့ကာလမှာရှေးခေတ်အနည်းပညာရှင်တွေအနေနဲ့တိရစ္ဆာန်အစီမိသိမုံနဲ့တခြားသောအရာတွေကိုပေါက်ဆက်ရင်းပြောင်းလဲသွားတဲ့အကြောင်းတွေကိုမြင်ခဲ့ရပါဗျ။ အတိကအပြည့်အရာငါမျိုးဖြစ်တဲ့အနေအဝအညုအနဲ့နဲ့အဖြူကိုအရင်ဆုံးရှာဖွေသိရှိခဲ့ရလို့ဆိုရပါလိမ့်မယ်တတမြမြအရာလေးကိုတစ်ခုနဲ့တစ်ခုစောစဲရင်နဲ့တွေ့ကြရတဲ့ဆိုပြီးမှခရဲရောင်ကိုတော့လုံးဝမတွေ့ကြရပါဘူး။နောက်ဆုံးအယောင်ဆန်းပြတဲ့ပင်လယ်တွေကခရုကုန်တစ်ခုကနေမှပဲခရဲရောင်ကိုတွေ့ကြရတာဖြစ်ပါတယ်။ဒါကလည်းပမာဏနည်းနည်းလေးကိုရောက်ဖို့အတွက်ခရုကုန်မများစွာကိုအသုံးပြုရတာပါ။ အဲ့လိုကနေပဲတဖြည်းဖြည်းနဲ့တိုးတက်ပြောင်းလဲလာတဲ့အခါမှာခရယောင်ဆိုတာရောက်ဖို့အတွက်မလွယ်ကူတဲ့အကြောင်းစီးကြီးတဲ့အကြောင်းဆိုပြီးတော့ဖြစ်လာခဲ့ပါတယ်အရင်ကတည်းကဆိုရင်ခရယောင်ပါတဲ့အင်ဂျီကိုဝင်နိုင်တာနဲ့ချမ်းသာကြွားတဲ့မိသားစုနဲ့တော်ဝင်မိသားစုတွေလို့သိနိုင်ပါတယ်။ဒါကြောင့်မို့လို့တမိုင်းကြောင်တွေကိုကိုစားပြုတဲ့နိုင်ငံတွေအလန်တွေမှာခရယောင်ကိုလုံးဝမတွေ့ရတာဖြစ်ပြီးရှာပါပြီးစီးကြည့်ရဲဆိုတဲ့အချက်ကြောင့်ပဲဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ခရယောင်မှာတိကျခိုင်မာတဲ့အတိတ်ပဲရှိမနေရပါဘူး။ အနီဆိုရာရဲရဲခြင်းအဖြူဆိုရာယူတာခြင်းအစင်းဆိုရာအေးများခြင်းပန်းရောင်ဆိုရာချစ်ခြင်းစသဖြင့်အရောင်တွေအမျိုးမျိုးမှာခိုင်မာတဲ့အထောက်အထားတွေအထိပ္ပယ်တွေရှိနေပေမဲ့ခရမ်းရောင်မှာတော့အဲ့လိုသတ်မှတ်ထားတာမျိုးမရှိပါဘူး။နောက်ထပ်နိုင်ငံတွေရဲ့အလံတွေမှာခရမ်းရောင်မတုံတာကတော့သူ့ရဲ့အရောင်တွေကမမှတ်မိလွယ်တာကြောင့်မလို့ပါ။ကျမတို့ရဲ့အုံနောက်နဲ့မျက်လုံးတွေကအရောင်တွေမှာအနီလိုမျိုးခတ်တတ်တာအဖြူလိုမျိုးခတ်ကြည့်ကြည့်နဲ့အနက်လိုလိုမှန်းမှန်းဆူဆူတွေကိုပို့ပြီးတော့မှတ်မိတတ်ကြပါရဲ့ ဒါပေမဲ့ခရယောင်ကတော့ဒီလိုမျိုးမှတ်မိလွယ်စေတဲ့အကြောင်းတွေမှာမပါဘူးလို့သိရပြီးအရာမင်းလွယ်စေတာကြောင့်အလံတွေမှာထည့်မတုံတာလို့သိရပါတယ်။ဒီလိုပြောလို့ခရယောင်ပါတဲ့အလံလောဝမရှိတော့ဘူးလို့လည်းမထင်လိုက်ပါနဲ့။ခရယောင်ပါတဲ့အလံကဘာမှာလေးခုရှိပါတယ်။ Dominica El Salvador, Nicaragua နဲ့ Spain နိုင်ငံတွေအလံတွေမှာတော့ခရယောင်ပါတယ်လို့သိရပါတယ်။ကြပါမယ်အခုလောပါနေရတာကရှစ်ခစ်တရားမဟုတ်ပဲခင်မီပြောင်းလဲလာတဲ့အချိန်မှသာပြင်ဆင်မှုတွေကြခရမ်းရောင်ပါနေရလို့သိရပါဗျ။ ခုတင်ဆက်ပေးခဲ့တာကတော့အရှောင်ဒီမှာဘာကြခရရန်မတုံးတာလေးဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးနဲ့ page လေးကိုလည်း like and follow လေးလုပ်ခဲ့ဖို့တက်မမေ့ကြပါနဲ့ဦးနော်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လေးကျေးဇူးတင်ပါတယ်ရှင်။